ရှေးလွန်လေးပြီးတော့အခါကကနာရဝဒီလူခါတဲ့တိုင်ရလပတဲ့တိုင်ပရိကြီးခုမှာဘန်သူဇာအမိရှိတဲ့မင်းသမီးလေးတပါရှိခဲ့ပါတယ်မင်းသမီးလေးဟာရုပ်အစင်းရောအချင်းမှာပြည့်စုံပြီးတိုင်းသူပြည်သားအလုံးရဲ့ချစ်ခင်မှုကို ရရှိခဲ့သူပါမင်းသမီးလေးဟာနိုင်စင်နေတိုင်းနန်းတို့ဥယျာဉ်မှာကြာပြူတီဖူးပွေးနေတဲ့ရေခမ်းကြီးစီကို လာရောက်လေ့ရှိပါတယ် ဒါပေမဲ့မင်းသမီးလေးမသိခဲ့တာတခုကတော့အဲ့ဒီရေကန်ကြီးရဲ့အောက်ပတ်မှာကြီးစက်ခမ်းလာတဲ့နဂါတိုင်းပြီးရှိနေခဲ့ပြီးအဲ့ဒီတိုင်းပြီးကိုအစိုးရတဲ့နဂါမင်းကြီးဝါသူဂိုက်ကသူ့ကိုနေ့စဉ်နေ့တိုင်းတိတ်တဆိတ်စောင့်ကြည့်နေခဲ့တယ်ဆိုတာပါပဲ။ နဂါမင်းကြီးဟာမင်းသမီးလေးရဲ့အလှနဲ့ဖြူစင်တဲ့စိတ်ထားအပေါ်မှာနတ်နတ်ရှင်ရှိုင်းကိုဆွဲလန်းချစ်ခင်နေခဲ့ပါပြီ။ဒီနေ့မှာတော့နဂါမင်းဟာသူ့ရဲ့ချစ်စိတ်ကိုမျိုးသိမ့်မထားနိုင်တော့ပါ။တကူးနဲ့ဖန်းစင်းကမင်းသမီးလေးပန်းသူစာကို တို့ရကပါငကိုင်းတိုင်းပြည်စီကိုခွာဆောင်ပါဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။မင်းသမီးနဲ့ပန်းသူစားနိုးထလာတဲ့အခါမှာတော့သူ့ဘဝမှာတခါမှမမြင်ဘူးတဲ့ကမ္ဘာတစ်ခုကို ရောက်နေခဲ့ပါပြီ။တိုင်ကတော့အကြောင်းမြတ်ရတနာတွေနဲ့တိဆောက်ထားတဲ့ခန်းသားထဲဝါလာတဲ့ငကိုင်းတိုင်းပြည်ပါပဲ။သူရှိမှာတော့ခံရတဲ့လူသားအသွင်သားတန်ထားတဲ့နဂါမင်းကြီးဝါတုကီချီနေခဲ့ပါတယ်အစပိုင်းမှာတော့မင်းသမီးလေးဟာသူ့ရဲ့နေရတဲ့မိဘတွေကိုလွှမ်းဆိုပြီးဝမ်းနဲ့ပူဆွေးနေခဲ့ပါတယ် ဒါပေမဲ့ငကားမင်းကြီးကသူ့အပေါ်မှာထားတဲ့ဆစ်ဆန်တဲ့မိဘတရားတိခတ်နားလည်ပေးမှုတွေကြောင့်မင်းသမီးလေးရဲ့စိတ်နှလုံးဟာတဖြည်းဖြည်းအေးပြော်လာထဲပါတယ်။ငကားမင်းရဲ့ကျင်နာယူရမှုတွေအောင်မှာမင်းသမီးလေးဟာငကားတိုင်းပြည်ရဲ့အလတရားကိုမြင်လာပြီးဒီကဘာအစ်ကို တခိသေးလက်ခံလာခဲ့ပါတယ်။သူဟာငကားမင်းကြီးကိုလည်းပြန်လဲချစ်ခင်စာပြုလာပါပြီ။မောင်တော်မြတ်တာကိုလက်ခံနိုင်မယ်ဆိုရင် နမတော်လေးကိုမောင်တော်လက်ထပ်ခွင့်ပြုပါ။ မင်္ဂလာပွဲအထရာနမတော်လီအလိုရှိတာကိုပြောပါမောင်ကြီးဖြစ်စီပြေးပါမယ်ကွယ်မလားပါမောင်တော်နမတော်လီကအလိုရှိရာကိုပြောရမယ်ဆိုရင်လက်ထမင်္ဂလာပွဲကြောက်ရင်လူပြေမှာပိုးထည့်ချီတဲ့အကောင်းဆုံးရနိုင်တဲ့ Grand Molamay Shopping Mall ဒုတိယဒတ်ဆက်လီခါအနီဝင်းပပပိုးထည့်ချီတဲ့ဆိုင်ကမင်္ဂလာဝတ်ဆောင်လီလူကျမတဲ့မော်တော့ဗျာမှားပြီနမတော်လူချင်းတဲ့လူပြေကပိုးထည့်ချီတဲ့အကောင်းဆုံးရနိုင်တဲ့ Grand Molamay Shopping Mall စိုင်းမဲ့959ဝင်းပဝပိုးတဲ့ချီတဲ့ဆိုင်ကနေဓမ္မကြီးအလိုကြပိုးတဲ့ချီတဲ့အဝတ်တစားများကိုမောင်းကြည့်နောက်ဆုံးမှတော့မင်းသမီးပန်းသူစားဟာငကားမင်းကြီးဝါတုကြီးရဲ့အချစ်ကိုလက်ထံပြီးငကားတိုက်ပြီးရဲ့မိဖုရားခေါင်ကြီးအဖြစ်ဘိတ်သိက်ခံယူကလက်ထက်ပေါင်းတင်လိုက်ပါတော့တယ်သူတို့နှစ်ဦးရဲ့မိသားတရားဟာကဘာနှစ်ခုကိုဆက်သွေးပေးတဲ့တရားတစ်ခုဖက်လာခဲ့ပါတယ်ဒီလိုနဲ့ပဲလူသားမင်းသမီးလေးဟာငကားတိုင်းပြည်ရဲ့မိဖုရားဖြစ်လာပြီ နဂါမင်းကြီးနဲ့အတူထာရဖျော်ရွှင်ချမ်းမြေ့စွာနေထိုင်ပါမှာတော့လေအချစ်စစ်မှန်ရန်ဘလူအတားစီမျိုးကမှဆိုကြော်လွားနိုင်နေဆိုတဲ့တရားကြီးလေးတစ်ခုအဖြစ်ထာရတရှိနေခဲ့ပါတော့လေ